match တိကျဆက်ကိုကြည့်ရှုအားပေးနေကြတဲ့အားကစားဝန္ဒရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတပတ်မှာပေါ့နော်ဒါဥရောပ Champions League ပြိုင်ပွဲကြီးရဲ့16သိန်းရှုံးထွက်ဒါဒုတိယအကြော့ပွဲစဉ်တွေကိုသာတော်ဝင်ရှိပါတယ်ကျွန်တော်ဒါဒုတိယအကြော့ပွဲစဉ်တွေကိုအင်ကာနေညမှာ၄ပွဲဗိုလ်တဟူးနေညမှာ၄ပွဲစုစုပေါင်း၈ပွဲတည်တဲ့ကစားတော်ဝင်ရှိပြီးတော့အဲ့ဒီထဲကမှဒါအင်ကာနေညပွဲစဉ်တွေကိုဒါပွဲကြိုသုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲကျွန်တော်ဒါပထမအဦးဆုံးသောပွဲစဉ်အနေနဲ့ပေါ့နော်ဒါဘာစီလိုနာအသင်းနဲ့ဘန်ဖီကာအသင်းတွေပွဲစဉ်လေးနဲ့ကျွန်တော်စတင်လိုက်ကြမယ်အဲကျွန်တော်ဒီပွဲစဉ်ကိုဒါမြန်မာ နတင်ရ7:55ချိန်မှာဒါဘာစီလိုနာအသင်းရဲ့အိမ်ခွေမှာရှင်မြန်ကစားမှာလည်းဖြစ်တယ်အဲကျွန်တော်ဒါဟန်စီဖလစ်ကဒါဘာစီလိုနာအသင်းနေနေတာပထမအကြော့အဖြစ်ကစားခဲ့တုန်းကပေါ့နော်ဒါပေါ်တူဂီမြေမှာဒါဘန်ဖီဂါအသင်းကိုဒါတက်ရောက်ရော့အနေထားနေတာပါပေါ့နော်ဒါရာဖင်ညာရဲ့တကယ်ကိုဒါဂိုဒန်ဂိုးပေါ့နော်ဒါတလုံးတဲ့သောဂိုးနဲ့ဒါဘန်ဖီဂါအသင်းကိုအနိုင်ရရှိခဲ့တယ်တက်ရောက်ရော့အနေထားနေတာပေါ့နော်ဘန်ဖီဂါအသင်းကိုအနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ဒီဒုတိယအကြော့မာတာကိုယ့်ရဲ့ကွင်းကိုယ့်ရဲ့ပြိတ္တတ်တွေရှေ့မောက်မှာ ကစားရမယ့်အချိန်ဒီမှာဒါ Benfica အသင်းကိုဒါဘယ်လိုပြောမလဲကောင်းကောင်းမွန်မွန် A စစ်စစ်ပဲဒါရင်ဆိုင်သွားမယ့်အနေထိုင်မျိုးမှာရှိတယ်တစ်ဖက်က Benfica အသင်းကိုကြည့်ရမယ်ဆိုတော့ပြင်သူတို့ကအရင်အစောပိုင်းကာလမှာပေါ့နော်ဒါဒီအစောပိုင်းကာလမှာသူတို့ကဘယ်လိုပြောမလဲဒါခြေစွမ်းကောင်းလာတဲ့လူငယ်ကစားသမားတွေနဲ့ဒါဥရောပအတွေ့အကြုံရှိတဲ့ဒါဝါရင်းကစားသမားတွေပေါင်းဆက်ဖွဲ့စည်းထားအသင်းဖြစ်တာနဲ့အညီသူတို့ကခြေစွမ်းကောင်းနေဗျာတကယ်ကိုဖြတ်မြင်းအသင်းအဆင့်မှာကောင်းကောင်းရှိတယ်ထိတ်တန့်အသင်းတော့မဟုတ်ဘူးဒါပေမဲ့ဖြတ်မြင်းအဆင့်မှာရှိတယ် ဒါပေမဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာနော်ဒီတလနှစ်လလောက်မှာ Benfica အသင်းကစားပွဲတော်တော်လေးကိုကျလာခဲ့တယ်။ကျွန်တော်ဒါအုပ်စုပွဲစဉ်မှာတော့ Barcelona အသင်းကိုဒါအပြန်အလှန်တွင်းကိုညောတော့9ကို4ကိုဆိုရရလက်နဲ့ဒါအဲ့လောက်ထိရအောင်သူတို့စွမ်းဆောင်နိုင်ခဲ့ပြီမဲ့အခုဒါပြီးခဲ့တဲ့ပထမအကြော်ပွဲစဉ်တော့ဆိုတော့အဲ့လိုမဟုတ်ဘူး။ဒါဘာစီလိုနာအသင်းကဒါပထမပိုင်းမိနစ်20မှာလေးတယောက်ယော့ထားတာအဲ့ဒီအခြေအနေမှာတော့မှသူတို့ဘာမှမလုပ်နိုင်ခဲ့ပဲကိုကတော့ရှုံးသွားတယ် တော်တော်လေးကိုကြာဆင်းလာတယ်နော်ခြေစွမ်းကြာဆင်းလာတာဖြစ်တဲ့အတွက်အခုဒီပွဲစဉ်မှာတော့သူတို့အနေနဲ့ဒါပထမအကြောင်းမှာလဲရှုံးထားတာဖြစ်တဲ့အတွက်ဒါလောကဘရင်တော်ဖောင်ဖြတ်ပြီးတော့သူအစွမ်းကုန်ကြိုးစားသွားလိမ့်မယ်အဲ့အတွက်လဲသူတို့ဂိုးတွေရလာနိုင်တယ်ဒါပေမဲ့လေဘာစီလိုနာအသင်းကိုလောကဂိုးပြတ်ခြေပြတ်နဲ့အနိုင်ရယူပြီးတော့နောက်တစ်ဆင့်တတ်သွားဖို့လောက်ထိကတော့အဲဘလုံးမဆွမ်းဆောင်နိုင်မဲ့အနေထားမျိုးမှာမရှိတာဖြစ်တဲ့အတွက်ပြလို့ရှိရင်ဒါဘာစီလိုနာအသင်းမှာလဲသူရတကယ့် လာမာစီယာရဲ့ထုတ်ကုန်နေဖြစ်ကြရတာလာမေယာမဲတို့ပင်ဂါဗီတို့စတဲ့ဒီကစားသမားကောင်းတွေအများကြီးရှိနေပြီးသူ့ရဲ့ဒါအထောင်တိုက်စစ်မှုနေရာမှာလည်းတကယ် world class finisher ဖြစ်တယ်ဒါ Robert Lewandowski နဲ့ဒါဒီနှစ်ဘောလုံးရတယ်မှာတော်တော်လေးခြေစွမ်းပြနေတဲ့ Rafinha စတဲ့ဒီကစားသမားနေဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ဘာစီလိုနာကိုကြော်ဖြတ်ဖို့အရန်ခက်ခဲတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ထင်မြင်သုံးသပ်ချက်အနေနဲ့အပြန်အလှန်သွင်းကိုးတွေရှိလာပြီးတော့ဘာစီလိုနာအသင်းကပဲတတ်တောင်းတတားနဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားမယ်ကျွန်တော်အနေနဲ့သုံးသပ်ချင်ပါတယ်အေဗလူရှင်ကျောင်းတက်မြန်မာဆန်နော်ဂျိမ်းပါနော်ည2နာရီခွဲအချိန်မှာရှင်ပြန်ကစားသွားမယ်အင်တာမီလန်အသင်းနဲ့ဖီနော့အသင်းကြောင့်ကိုဒါတော့သက်သက်ပြေးသွားမှာဖြစ်ပါတယ်ပထမအကြောင်းမှာတုန်းကကျွန်တော်တို့က ဖီနော့တဲ့အင်ဂွင်မှာတာအင်တာမီလန်အသင်းနေနဲ့နှစ်ဂိုးကူးရှိဆိုရရလနဲ့ဒါအနိုင်ရရှိခဲ့တာလည်းဖြစ်တယ်ဆိုတော့ကကျွန်တော်တို့ဒါအင်တာမီလန်အသင်းနေနဲ့ပေါ့နော်ဒါဘယ်လိုပြောမလဲပိုးလင်းလင်းပြောရမယ်ဆိုလို့ရှိရင်ချန်ပီယံစ်လိဂ်လိုပွဲပွဲစဉ်တွေမှာအင်တာမီလန်အသင်းကိုအများကြီးအမြင်ကအန်ဒါဒေါ့အနေနဲ့အမြင်နဲ့မြင်ကြတယ်တကယ်နဲ့အင်တာမီလန်အသင်းအဲ့လိုမဟုတ်ဘူးသူ့မှာရှိရကစားသမားတွေတကယ် quality ရှိရကစားသမားတွေအရှိအလေနောက်စက်တာဘောင်းဆောင်ကတော်တော်လေးကို ဒါစုဖွဲ့မှုအားအရန်ကောင်းတယ်ပြီးလို့ရှိရင်ဒါ Inter Milan အသင်းနေအခုလက်ရှိ Champions League ပြိုင်ပွဲကြီးမှာ clean sheet အများဆုံးယူထားတဲ့အသင်း clean sheet เนาะဒါပေးကူမရှိဘူးဒါပေးကူပေးကူရှိခဲ့ပွဲတပွဲလောက်ပဲသူရှိခဲ့တာဆိုတော့က Inter Milan အသင်းရဲ့လုံးဝမာကျော်ကြည့်လို့မူတော့ဂိုးတော့အများကြီးမသွင်းဒါပေမဲ့သူ့လည်းဂိုးသွင်းမှုအရန်ခတ်တယ် အဲ့လိုမျိုးအသင်ပေါ့နော်အဲ့လိုမျိုးဆိုတာဖြစ်တဲ့အတွက်ဒီတစ်ခေါက်မှလည်းဒါနီးပြအစ်စ်ပေါ့နော်ဒါ Robin Bambersee ကိုနီးပြအစ်စ်ဖြစ်ခန့်အပ်ထားတဲ့ Phenom အသင်နေတော်တော်လေးကိုခက်ခဲသွားနိုင်ပြီးတော့ဒါသင်ကိုတကူတော့ရဖို့တော်တော်လေးခက်ခဲသွားနိုင်တဲ့အနေအထားမျိုးမှာရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါ San Siro မှာကစားရမယ့်ပွဲစဉ်လေးဖြစ်တဲ့ဒါ Inter Milan အသင်အင်ဂွင်းမှာလည်းကစားရမှာဖြစ်တဲ့အတွက် အင်တာမီလန်အသင်းနေနဲ့ဒါတတောင်တတလေးပဲပေါ့နော်ဒါကောင်းမွန်ကြော်ဖြတ်ပြီးတော့နောက်တစ်ဆင့် quarter final အသင်းကိုဒါလွယ်လင့်တကူပဲတက်ရောက်တော့မနေထားပါနေထားမျိုးဖြစ်တယ်လို့ကျွန်တော်တုံသက်ချင်ပါတယ်အကြောင်းဒါ knock top ပွဲစဉ်တပွဲကိုကြည့်ရမယ်ဆန္ဒဖြစ်မှာနော်လောက German Blue ကြီးတွေဖြစ်တဲ့ Bayern Munich နဲ့ Bayer Leverkusen အသင်းတို့ပွဲစဉ်မှာဖြစ်ပါတယ်အကြောင်းဒီပွဲစဉ်ကိုမြန်မာစံတော်ချိန်ည2နာရီခွဲအချိန်မှာဒါ Bayer Leverkusen အသင်းအင်္ဂလိပ်မှာကစားမှာဖြစ်ပါတယ် ဘာကြောင့်ဒါပထမအကြော့ပွဲစဉ်တုန်းကပေါ့နော်ဒါဘိုင်မြူနစ်အသင်းရဲ့အိမ်ခွင်မှာကစားခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာဘိုင်မြူနစ်အသင်းနေနဲ့ဒါ၃ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ဒါဘိုင်လီဗာကူစင်အသင်းကလုံးဝဂိုးပြတ်ချေပြတ်ကိုဒါကစားသွားတာလည်းဖြစ်တယ်ကျွန်တော်ပုံမှန်စဉ်ဒီနှစ်သိန်းပြည့်စုံမှုတွေရပါတော့တောင်းတောင်းပြတ်သားရဲ့ရလထွက်တာရှားတယ် နိုင်နေဆိုတော့ခက်ရှာရှာပြတေးပွဲတွေရမ်းများတကိုးတကိုးတို့ဂိုးမရှိဂိုးမရှိပွဲရှာတယ်တော့အပြန်လန်းတော့ဂိုးတွင်တယ်တကိုးတကိုးတို့အဲ့လိုမျိုးအဲ9 1 and 1z အဲဆိုက်အရန်ချင်းကြောင်းရလက်နဲ့ပဲပွဲပြီးသွားတာများဒါပေမဲ့အခု Champions League ကိုပြိုင်ပွဲကြီးမှာကြာတော့ဒါဘယ်လိုပြောလဲ Bayer Leverkusen ပေါ့နော်ဒါ Javi Alonso ရဲ့ Bayer Leverkusen အသင်းကအနေငယ်သူရှိတဲ့ level တစ်ဆင့်နေနေရောနော်ဒါပြိုင်ပွဲအချိန်ကြောင်းလည်းဖြစ်နိုင်တယ်အများနဲ့တစ်ဆင့်နေနေအနေထားမျိုးမှာရှိနေပြီးတော့ဒါ Vincent Company ရဲ့ဒါ Bayer Munich အသင်းအနေနဲ့ဒါသူရဲ့ league ပြိုင်ပွဲမှာဘယ်လိုပဲခြေမကောင်းမကောင်းပေါ့နော်ဒါဒီဥရောပပြိုင်ပွဲကိုရောက်လာပြီဆိုရှင်သူတို့အနေနဲ့တကယ်ကို power house အသင်းဖြစ်တာနဲ့အမြင်နဲ့ သူ့မှာဂိုးတွေဂိုးတွေအများကြီးတွန်းနိုင်တဲ့ဟိုပါဝါရှိတယ်အဲ့လိုမျိုးပဲပထမအကြောင်းမှာလေဒါ၃ခုဂိုးမရှိဆိုရရလက်နေတာထင်အောင်မထင်အောင်เนาะအဲ့လိုမျိုးနိုင်သွားတာဂိုးတော့မတွန်းနိုင်လိုက်ဘူးဘိုင်လီဗုစင်တင်ဘက်ကကျွန်တော်ကျွန်တော်ဒီဒုတိယအကြော့ပွဲစဉ်ဖြစ်တာဘိုင်လီဗုစင်ရဲ့အင်ဂွင်းမှာကစားရသည့်တန်အောင်ပေါ့เนาะကျွန်တော်အနေနဲ့ကျွန်တော်ရဲ့အထင်ပြောရဆင်တော့ဖြစ်ဒါဘိုင်လီဗာကူဆင်အသင်းကတော့ကြိုက်တယ်ဒါပေမဲ့ဘိုင်မြူးနစ်လိုအသင်းမျိုးကိုဒီချန်ပီယံစ်လိုပြိုင်ပွဲကြီးမှာ၄ဂိုးသွင်းပြီးတော့နောက်တစ်ဆင့်တက်သွားဖို့ဆိုတာအယံခက်တယ် ကျွန်တော်အဲ့ဘိုင်လီဗာကူဆင်အသင်းကိုကြိုက်နေတာဖြစ်တဲ့အတွက်နိုင်ရင်တော့မှဗျာတကူကူမရှိတော့နှစ်ကူတကူရောအဲအဲ့လိုမျိုးရလက်နေပဲချင်းချောင်းနဲ့ရလက်နေပဲအနိုင်ရသွားမယ်ဒါပေမဲ့ဟိုလိုမျိုးကိုပြက်ချီပြက်ကြီးတိတ်ပြီးတော့နောက်တစ်ဆင့်တက်တော့ဆိုတော့အရန်ခက်ခဲတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာတော့ဘိုင်လီဗာကူဆင်အသင်းကိုကြိုက်တာဖြစ်ပေမဲ့လည်းဘိုင်မြူနစ်အသင်းရပဲနောက်တစ်ဆင့်ကိုတက်သွားမယ်လို့ကျွန်တော်နေနဲ့ခံမှန်းချက်မရတဲ့အဲကျွန်တော်ဒီနေ့ပေါ့နော်ဒါအင်ဂါနေ့ညရဲ့လုံးဝ heavy clash တော့ heavy weight ပွဲစဉ်အဖြစ်လောက်အောင် Anfi ကွန်းမှာကစားသွားမယ်လီဗာပူးအသင်းနဲ့ PSG အသင်းတွေပွဲစဉ်ရှိပါတယ်ကျွန်တော်ဒီပွဲစဉ်ကိုမြန်မာစံတော်ချိန်ည2နာရီခွဲအချိန်မှာကစားသွားမှာဖြစ်ပြီးတော့လောအာနီစလော့ရဲ့လီဗာပူးအသင်းနေနဲ့ဒါပထမအကြော့ပွဲစဉ်တော့ပထမအကြော့ပွဲစဉ်တော့ဆင်နေပါတော့ကျွန်တော်ဒါပြင်သစ်မြေမှာကစားခဲ့ပြီးတော့ဒရဇက် PR ပေးတိုက်စစ်ဆင်နေတာ PSG ဒါပေမဲ့မထင်မထားရဲ့တစ်ချက်တလုံးတည်းသောကောင်တာအတက်ကင်းကနေပြီးတော့ဂိုးရပြီးတော့အနိုင်ရရှိသွားခဲ့တာကလီဗာပူး အဲ့လိုမျိုးပေါ့နော်ဇလန်အဲ့လိုမျိုးရှိခဲ့တယ်ကျွန်တော်တောက်ပွဲစကြတဲ့ရပွဲပြီးတဲ့အထိနော်ဒရက်ဆက်တိုက်စစ်ဆင်သွားခဲ့တာက PSG အသင်းအရန်ကိုကောင်းပါတယ် PSG အသင်းနဲ့လောက်ဥစမာဒမ်ဘီလျောကာဗေချာဘာကူလာစဒီကစားဒိုကူစဒီကစားလုံးမရအားလုံးညာအရန်ကိုတကယ်ကောင်းခဲ့တယ်ဒါပေမဲ့လေလစ်ပါဘူးအသင်းမှာပေါ့နော်ဒါဘယ်လိုပြောမလဲအဲ SFG group တို့ကဒါဒီနှစ်ဘောလုံးရာသီမှာ ြီးလို့ရှိရင်ရောင်းထုတ်မယ်ဆိုတဲ့အလောင်းကကိုလိုမအလက်ဇန်ဘတ်ကဒီကစားမှာလုံးဝစူပါမန်လုပ်ပြီးတော့ the man of the match ပါရယူသွားတာလုံးဝပြဟိုကျွန်တော်အိတ်ပွဲစဉ်ကိုကြည့်နေတဲ့အချိန်မှာဟာဟာဟာကနေတော့တိမဟာကနေဟင်းနေအဲ့လိုမျိုးဖြစ်သွားလောက်ရောက်အောင်ပဲတော့မထင်မှတ်ထားတဲ့အလုံးတွေကိုသူတလုံးတလုံးကာကွယ်ပြသွားခဲ့တာ အဲ့လောက်ထိအောင်ကောင်းခဲ့ပါတယ်အဲကျွန်တော်ခုနကပြောလိုပဲမထင်မထားတဲ့ကောင်တာတစ်လုံးပေါ့နော်ကောင်တာ attacking and downwind newness နဲ့ harvey elliot ဒီကစားသမားတွေရဲ့ attack ဟာကောင်တာ attacking ကနေပြီးတော့80 goal နဲ့ပဲဒါလည်းပေါ့ဝတဲ့အနိုင်ရရှိခဲ့တယ်ဆိုတော့အခုဒီဒုတိယအကြော့ဖြစ် amphi queen မှာကစားမယ်အဓိကက amphi queen မှာကစားမှာ amphi queen မှာကစားမှာဖြစ်တဲ့အတွက် PSG အသင်းနဲ့ပထမအကြော့တုန်းကခြေစွမ်းမျိုးရှိရယ်ဆိုရင်တော့မှလီဗာပူးလ်တင်းကိုနိုင်မခတ်တယ် ဘာဖြစ်လဲဆိုရင်ဒါ MV ကွင်းကဒါပရိသတ်တွေတော်တော်များတည်ကြတဲ့အရန်ကိုဘယ်လိုပြောမလဲပါဝါကြီးရင်အရှင်ဝါကြီးရင်သူပေလဘဝတ်တင်ရ MV ကွင်းရောက်လို့ရှိရင်တစ်ခုခုမဟုတ်တစ်ခုအမြဲလုပ်ပြနိုင်တဲ့အချိန်ရှိသူတို့ဒါအဝေးကွင်းမှာရှုံးရှုံးမယ်ဒါပေမဲ့သူတို့ MV ကိုရောက်ပြီဆိုလို့ရှိရင်ဒါဘောင်းဆိုပြန်လုပ်ပြသွားနိုင်တယ်ပြီးလို့ရှိရင်ဒီပတ်ဝတ်တင်မှာကျွန်တော်ဟိုအမြဲပြောပြောနေတဲ့အတိုင်းပဲပေါ့နော်သူတို့ရဲ့ကစားသမားကြီးကစားသမားကြီးရဲ့တူးချင်း individual skill တွေအရန်ကောင်းတယ် ကွင်းထဲမှာဗျာမူဆာမူဆာလတ်လို့ကစားသမားတယောက်ရှိနေပြီဆိုအားလုံးရှိနေပြီအဲဒီဘဲဘာလုံးအဲ့တင်မလားဒီဘဲအချိန်တိုင်ဘာထားလို့သွားမလဲအဲ့လိုမျိုးပြီးခဲ့တာဆောက်တန်းအတင်းနဲ့ပွဲစဉ်မှာတော့ဆိုလဲဒါမူဆာလတ်အနေနဲ့ထွေထွေထွေဘာမှမလုပ်ပြသွားခဲ့ဘူးဒါပေမဲ့သူနှစ်ခိုးသွင်းသွားတယ်ဒါပေမဲ့ဟိုပယ်နတီဆိုပေမဲ့လေဗျာဒါပယ်နတီသွင်းခိုးတွေဆိုပေမဲ့လေနောက်ဆုံးအချိန်မှာသူဂိုးရယူသွားနိုင်တယ်ဒါပြန်ပြီးတော့ဒါအတင်းကိုအနိုင်ရလက်ဖြစ်အောင်ဆွမ်းဆောင်ပေးသွားနိုင်တယ်ကစားသမားအများကြီးရှိအဲ့ဒါဖြစ်တဲ့အတွက် PSG အတင်းနေနဲ့ နိုင်နိုင်ကြီးရှိပါတယ်ဆိုဒီတိုင်မှာလီဗာပူးအသင်းရောအဲ့လိုနှစ်ဂိုးဂိုးမရှိတော့ဘူးနဲ့အနိုင်ရရှိသွားဖို့ဆိုအရန်ခက်တယ်ဒါ PSG အသင်းရဲ့အဲ့လိုတွေ့ effort ပေါ့နော်တော်တော်လေးကျွန်တော် respect ဖြစ်ပါတယ်ဒါ appreciate လုပ်ပါတယ်ဒါပေမဲ့လည်းလီဗာပူးအသင်းပေါ့နော်လီဗာပူးအသင်းကဒီနှစ်ပေါ်လုံးညဒီမှာသူ့ရဲ့ဒါစက်တာဘောင်းဆုံးပေါ့နော်ကျွန်တော်ဒါပမာလို့ဆိုရင်တော့ဒါကန်ညာဝရိယစိုက်အခြေအနေတွေမှာအရန်ကောင်းနေကစားသမားတူချင်းစီရဲ့စိတ်ဓာတ်သူတို့ရဲ့ war rate ပြီးတော့ကန်တီးရလည်းသူတို့ဘက်မှာရှိနေတယ် ဆိုတာဖြစ်တဲ့အတွက်တို့ရဲ့အခြေအနေကအရန်ဟိုဘာလို့လို့ဖြစ်နေတဲ့အနေအထားမျိုးမှာရှိတယ်ပြီးလို့ရှိရင်တို့ရဲ့ဒါပရီးမီးယားလိဂ်ကလည်းဒါ69ရာခိုင်နှုန်းလောက်ကပရီးမီးယားလိဂ်စုဖလားရောက်ဖို့တေချာသွားပြီဆိုတော့ကဒါပရီးမီးယားလိဂ်စုဖလားကိုဖယ်ပြီးတော့တခြားဖလားတွေကိုဒီနှစ်ဘောလုံးရာသီကုန်သွားလို့ရှိရင်ငါတို့ဖလားဘယ်နှလုံးရမလဲဆိုတော့ဖလားရဲ့လမ်းတစ်လုံးနှလုံးသုံးလုံးလေးလုံးအဲ့လိုမျိုးရည်တွက်နေဖို့ပဲတို့လိုအပ်တော့တယ်ဘာလို့ဆိုဖြစ်နိုင်အဲ့ဒါဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာလည်း ဒါ PSG ကိုကြိုက်နှစ်သက်ပင်မယ်လဲပေါ့နော်ဒါလီဗာပူးသင်းရပဲဒါတနည်းမဟုတ်တနည်းအနိုင်ရယူသွားပြီးတော့နောက်တစ်ဆင့်တတ်သွားမယ်လို့ကျွန်တော်အနေနဲ့ မျော်လင့်မိရဲ့ application ကျွန်တော်ဒါဒါဇာဈာဖြစ်ပြောလိုက်တာပေါ့နော်ဒါ PSG အသင်းနေလဲကျွန်တော်ဒါအရင်တော့က Kylian Mbappe တို့ဘာလို့ရှိတဲ့အချိန်တုန်းကထက်အခုဒီနှစ်ကတော်တော်လေးကစားသမားသူ့ဖွင့်မှုအရန်ကောင်းတယ်အရင်တော့ဆိုဗျာဟို Kylian Mbappe တို့ဘာလို့ရှိတယ်ရှိတော့ဒါအထက်မှာကွင်းထဲမှာရှိတဲ့ကစားသမားတွေကဟိုပုံမှန်လောက်ပဲကစားရဗျာဟိုဘယ်လိုပြောမလဲဝူဂျီတန်းဂျီလောက်ပဲကစားရဘောလုံးရပြီဆိုလို့ရှိရင်ဒါ Mbappe ကိုထိုးပေးလိုက်မယ်တက်လို့ကျန်တာဆက်လို့ သူခြေစွမ်းကောင်းနေတဲ့အချိန်မှာဆိုတော့ဂိုးပြီးတော့အတင်းကနိုင်သွားမယ်။သူခြေစွမ်းမပြနိုင်ရင်တော့အတင်းကတိုင်ပတ်ပြီ။အဲ့လိုပုံစံလေးကျန်တဲ့ကစားသမားတွေကဒါကွင်းထဲမှာဝိကျေတန်းကြီးရှိတဲ့ပုံစံမျိုးလောက်ပဲရှိခဲ့တာ။ဒါပေမဲ့အခုဒီနှစ်နောက်ပိုင်းတွေမှာကျအဲ့လိုမဟုတ် ကစားသမားတွေတင်းလုံးကစုပွင့်မှုအားအရန်ကောင်း။အားလုံးက war rate ကအရန်ကောင်းတယ်။သူကညာပချမ်းကဒါအော့စမန်နီဒမ်ဘေလီတို့ပြီးရင်ကျော်ခရပြောလို့ကာဗေချာတို့ဒါဘာကူလာဆက်ဒီကစားသမားတွေအားလုံးရဲ့ war rate ကအားကိုကောင်းတယ်။တော်တော်လေးအားရဖို့ကောင်းတယ်နော်အဲ့အတွက်ဒါ PSG အသင်းကိုဒီ ဒီပဘူးအသင်းနဲ့လာတွေ့နေတာဖြစ်တဲ့အတွက်နှမျောနှမျောရဲဒါပေမဲ့လဲကျွန်တော်ရဲ့ခံမှန်းချက်အနေနဲ့လီဗာပူးဘက်ကပဲအသာစီးရယူသွားပြီးတော့နောက်တစ်ဆင့် quarter final အသင်းကိုတက်ရောက်သွားပါမယ်လို့ပဲကြာခံမှန်းရင်းနဲ့ပိတ်သက်တည်းအမြင်အောင်ဘလို့ရှိခဲ့ကြလဲ comment box မှာဝင်ရဆွေးနွေးပြီးတော့မြစ်တက်ရက်ခံရင်းနဲ့ပဲနောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ပိတ်သက်တဦးချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ